ခဏကမှမလို့အတော့အစီရင်ပိုးလာတာဖြစ်တဲ့အတွက်နေ့စဉ်သွားလာလို့ရှာမှုငါဘောဘောဘာမှမရှိတော့ဘူးအဲအင်းဝယ်ဆောက်ဝယ်ရတဲ့အခါမှာလည်းအစစ်မပြေတော့ဖြစ်တဲ့ဝင်ချမ်းဖြစ်တာပါအနက်ကလာအတွက်မှာကိုလိုချင်တဲ့ရလက်အတွက်စူးစမ်းနေတဲ့အချိန်မှာရုပ်ပန်းဆိုင်ရာစိတ်ပန်းဆိုင်ရာဘာခက်ခဲရှိလဲတော့ရုပ်ပန်းဆိုင်ရာတော့ခက်ခဲမရှိပါဘူးစိတ်ပန်းဆိုင်ရာဘာလဲဆိုတော့နည်းနည်းခဏကအရန်ပင်ပန်းလာတဲ့ဇာတ်လမ်းကြီးအော်လက်လျှော့လိုက်တော့မယ်ဆိုရဲ့ ဘာမျိုးဖြစ်ခဲ့ပါဒါပေမဲ့ဆရာတို့ကျန်မှာတော့ပြောတဲ့ challenge you are self challenge your body you can do it ဆိုတဲ့ဟာရယ်ပြီးလို့ရှင်ဒီနေ့ရဲ့စက်သားနာကျမှုတွေကနောက်ရက်အတွက်ကိုယ်ကပို့ပြီးတော့လှပလာစေလိမ့်မယ်ဆိုတဲ့အချက်တွေနဲ့ပဲကိုယ်ကကြော်ဖြစ်ခဲ့တာပေါ့နော် ာကောင်မလိုအပ်တဲ့အစီအပေါ်ကိုဖျက်ရှားလိုက်တာဖြစ်တဲ့ဗတိတိတလာရင်းကိုကြည့်ကောင်းလာပါတယ်။စိတ်ပိုင်းဆိုင်ရာကကျတော့တခုခုကိုဆိုရင်ပေါ့နော်မလွယ်နဲ့အရှုံးမပေးတတ်တော့အေးငါလုံနိုင်တဲ့အခြေအနေဖြစ်နောက်ဆုံးအချိန်ကြီးအကောင်းဆုံးကြိုးစားမယ်ဆိုတော့ဖိတ်ရကြံခံမှုလေးတော့ရခဲ့ပါတယ်။အေးဘဝမှာ84အကြီးကြီးရဆိုတဲ့ဟာလည်းတည်လာပြီးပြီးရင်အစားအသောက်ကိုလည်းဒီပိတ်တရားမစားတော့ဘဲနဲ့ဆင်ကျင်တတ်လာတယ်။ နေတက်ရတာအဆင်ပြေတဲ့အချက်ကကျတော့ဆရာတို့က zoom class ဖြစ်တဲ့အတွက် zoom ကိုရုံးချိန်နဲ့မတိုက်အောင်မနက်တစ်ချိန်ညနေတစ်ချိန်စီစဉ်ပေးထားပါတယ်။အဲကျွန်တော်ကကျတော့အဲ့ဒီနှစ်ချိန်လုံးနဲ့တိုက်တဲ့ဆန်ဆိုင်မဲ့အဆင်မပြေဘူးဖြစ်တဲ့အခါမှာပေါ့နော်ဆရာကကျတော့အဲ zoom class ဝင်မတက်လဲဝင်မ join လဲရတယ်တဲ့ website ထဲမှာဒီ zoom record video လေးတင်ထားဖြစ်တဲ့သူရဲ့လေးနဲ့သူပုံမှန် live လုပ်ပေးရုံပဲပေါ့နော်အဲ့လိုမျိုးလေးညီမလုပ်ခဲ့ပါတယ်အဆင်ပြေခဲ့ပါတယ်ဒီနန်းကိုအခုမှတက်မဲ့ လူတွေအတွက်ပြောချင်တာပါလဲဆိုတော့ကျမရဲ့နဲ့ပတ်သက်ပြီးတော့ဒီတင်တန်းကို join လိုက်တာ ਨੇ ပေါ့နော်ဒီအလားပါအသက်ပါအကျိုးရှိတယ်မှာအသေးချပဲမို့လို့ဒီတင်တန်းကိုရွေးချယ်ဖို့ welcome မပေးပါရရှင်ဟုတ်အားလုံးကိုကျေးဇူးတင်ပါတယ်